ကစားသမားတွေရဲ့အိမ်မက်ဖြစ်တဲ့ကဘာဖလားရဲ့တံမိုးကဘယ်လောက်ရှိမလဲဘလို့သမားတွေကငယ်စဉ်ကတည်းကသူတို့နိုင်ငံကိုကိုစားပြုပြီးတော့ပြည်သက်တည်းအားပေးတဲ့အနေနဲ့အတူတူကဘာဖလားကိုမှားယူနိုင်ဖို့အတွက်စိတ်ကူးရည်နဲ့ကြီးပြင်းလာကြဖြစ်ပါရီချိန်မဲလီဘောလုံးတော်နဲ့တခြားသောတဦးချင်းစုဖလားများစွာရရှိခဲ့သူတွေကတော့မှကဘာဖလားကင်မြောက်ရတဲ့ခံစားချက်ကအများကြီးပိုကောင်းကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါရီ ကဘာဘလာဟာငွေကြေးဒါမှမဟုတ်ကြော်ကြားမှုထက်ကြော်လို့ပြီးတော့ကစားသမားတိုင်းအတွက်တသက်တာလုံးစွန့်လို့အနေနာခံမှုရဲ့နောက်ဆုံးပန်းတိုင်ဖြစ်မယ်ဆိုရင်လည်းမမားပါဘူး။ကဘာဘလာကို၄ရက်တစ်ချိန်သာကျင်းပတဲ့အတွက်ကြောင့်မလို့ကစားသမားတို့ကသူ့ရဲ့ဘောလုံးသမားဘဝတစ်လျှောက်လုံးမှာ၂ချိန်၃ချိန်အထိပဲအခွင့်အရေးရှိနေတာကြောင့်မလို့ကဘာဘလာရဲ့တန်ဖိုးကပိုပြီးတော့မြင့်တက်တက်ပါပြီ။နိုင်ငံတကာနိုင်ငံကကဘာဘလာကိုအနိုင်ရရှိတဲ့အခါမှာလူသားမောင်များစွာဟာလမ်းမပေါ်ထွက်လာပြီးတော့ပျော်ရွှင်စွာဆင်နွှဲကြတဲ့အောင်ပွဲခံတဲ့ပုံစံမျိုးတချို့သောနိုင်ငံလေးတွေကရေးကြည့်ဦးမှာတပါတခြားတတ်နိုင်ရမှာရှိပါဘူး။ ဖိဘာကဘာဖလားဟာကဘာလုံးဆိုင်ရာယဉ်ကျေးမှုအဖြစ်အတိမပြုခံထားတဲ့အရာရေတခုဖြစ်တဲ့လက်ရှိဖလားကို16ကရက်ရွှေသားစစ်စစ်နဲ့ပြုလုပ်ထားပြီးတော့သူ့ရဲ့ဒီဇိုင်းကလည်းလူသားနုကကဘာမီကိုမြှောက်တင်ထားတဲ့ပုံစံမျိုးဖြစ်ကကဘာလုံးဆိုင်ရာစီးလုံးမှုကိုကိုစားပြုပါတယ်။ဒါအပြင်36.8စင်တီမီတာမြင့်ပြီးတော့အလေးချိန်အားဖြင့်လည်း6.1ကီလိုဂရမ်ခန့်ရှိပါတယ်။အောက်ခြေမှာလည်းရှားပါးတဲ့အစင်းအောင်တတ်တူမာလကိုက်အလွာတွေပါဝင်ပြီးတော့ကဘာမီကိုတင်ကြေးရပြုပါတယ်။ဖလားရဲ့ဖွဲ့စည်းပုံကလက်ရမြောက်တဲ့အမှုပညာတစ်ခုဖြစ်ပြီးတော့အီတလီဘဘူးစေယား ဆေဗီယိုဂက်စနီကဖန်တီးထားခဲ့တာဖြစ်ပါရီရွှေသားစစ်စစ်ကိုဒီလိုမျိုးအသေးစိတ်ပုံဖော်ဖို့အတွက်အထူးပြုမှုသွေးနေအပူပေးခြင်းပုံသွင်းခြင်းထွင်းတူခြင်းနဲ့ပုတ်တိုက်ခြင်းနီးပညာတွေကိုလည်းအသုံးပြုရပါသေးတယ်။ရွှေစည်းနှုန်းရာအမေရိကန်ဒေါ်လာ2သိန်းခွဲခန့်သာတန်မိုးရှိပေမဲ့ကမ္ဘာဖလားရဲ့တင်ငွေဒါနဲ့သမိုင်းဝင်တန်မိုးဟာတိုင်းတာလို့မရနိုင်တဲ့အတွက်ကြောင့်မလို့ကျွမ်းကျင်သူတွေကဈေးဖြတ်လို့မရနိုင်သောအရာဖြစ်သတ်မှတ်ထားကြပါရီ။အဲ့လိုမျိုးတန်မိုးဖြတ်လို့မရအောင်မလို့ကမ္ဘာဖလား trophy ကိုအလွန်တင်းကျပ်တဲ့လုံခြုံရေးစနစ်အောက်မှာထိန်းသိမ်းထားပါရီ။ အဒါပြင်မူရင်းဖလားကိုကင်တွယ်ခွင့်ရရှိတဲ့သူကအရန်နေပြီးတော့ကဘာဖလားကိုအနိုင်ရရှိတဲ့သူတွေနဲ့နိုင်ငံတော်ကြီးကိရိယာသာကင်တွယ်ခွင့်ရှိပြီးတော့ဖလားမရရှိသူကစားသမားရဲ့ပါဝင်ကြံသူများကတော့အခမ်းအနားတွေအသုံးပြုတဲ့အပေါင်းသူပွားကဘာဖလားကိုသာကင်တွယ်ခွင့်ရရှိပါသည်ဝင်းကဘာဘလာကအမြဲမပြတ်စောင့်ကြည့်ခြင်းအပူရင်စနစ်နဲ့လုံခြုံရေးထိန်းချုပ်ခြင်းနဲ့တူတူအထူးကာကွယ်မှုတွေနဲ့တည်ဆောင်ရပြီးတော့ကမ္ဘာအကစားသမိုင်းမှာဈေးကြီးဆုံးနဲ့သမိုင်းဝင်အမွေအနှစ်အရှိဆုံးစုဘလာဖြစ်ရည်တည်နေရလေဖြစ်ပါသည်ဒီလိုမျိုးနိုင်ငံတော်ရဲ့ဂုဏ်သမိုင်းဝင်အမွေအနှစ် စိတ်ခံစားမှုဆိုင်ရာအရေးပါမှုနဲ့အားကစားပေးနိုင်တဲ့အမြင့်ဆုံးအောင်မြင်မှုလို့ရဲ့ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုလို့ကြောင့်မလို့ကဘာဖလားတဲ့အကြီးကျယ်မြင့်မြတ်တဲ့ဖလားရှိုံမယ်လို့တော့မထင်မိပါဘူး